ရာမန်ကိုဒေါ်တော်မင်းကြောက်နေတာလားဘရာနိုမင်းမိင်္ဂလာပါခင်ဗျာကျွန်တော်ကိုအဲမှာဝမ်စပွန်ဆာနဲ့ပြန်လည်ပြီးတော့ဂျိုးဂျိုးလိုက်ပါတယ်ပြည်တွင်းလက်ဝဲအတိုင်းဝိုင်းကလူတချို့ဟာရာမန်ကိုဖြစ်စေခြင်းကြတယ်ပထမတန်းလက်ဝဲကြော်ပွားရောက်စေခြင်းနဲ့ရာမန်ကအရမောင်းကောင်းတယ်အချိုးဆက်အရှိမီတယ်ခက်တာမာကူမရှိဘူးဒီနေမှုမရှိဘူးသူကမြမရိုးကလက်ဝဲလောကရဲ့ rising star ဖြစ်ဖူးတယ်ဒွန်နိုမင်း ဇိုးလင်းဦးတို့နဲ့ရင်ဆိုင်မှုတွေဒေါ်လုံးမင်းကိုတရေထိုးပြီးတော့ဇိုးလင်းကိုအလဲထိုးရှုံထားမှုတွေချိန်တိုင်းနာတစ်ခုတည်းရာမန်နာမည်မိမ့်မှန်ခဲ့ပါတယ်အခုနှစ်တွေထဲမှာရာမန်ကအောင်ခိုင်နဲ့အကဲဆန်းခဲ့တယ်မြမယိုဟာလက်ဝဲရဲ့ပထမတန်းလက်ဝဲသမားတွေထဲမှာဒေါ်လုံးမင်းပြီးရင်အောင်ခိုင်နဲ့ရာမန်ပဲရှိတော့မယ်ထင်တယ်ကျော်တော်ဝင်းကဝမ်ဘက်ကူးပြောင်းသွားချိန်ဒွေးသိဝင်လာရင်နားယူသွားချိန်မှာမြမယိုဟာလက်ဝဲကပို့ပြီးတော့၆ကတ်လို့သွားတယ်မြန်မာနိုင်ငံကနေဒေးဗ်ထွက်ခွာသွားပြီးတဲ့နောက်ငင်းပွားလို့မဆုံးနိုင်တဲ့ အလွတ်တန်းချန်ပီယံဂုံဘုတ်ကလည်းဘာမှမသိပဲမေးမိန်လို့သွားခဲ့တယ်။ဒွေးဒေဝင်လိုက်အားယူသွားတဲ့နောက်ပိုင်းမြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲဟာဘသူစီရောက်နေလဲဆိုရင်မေးခွန်းကအငင်းပွားစရာတိတ်ကောင်းပါလိမ့်။စာကလေးကဒီမေးခွန်းကအငင်းပွားစရာဖြစ်နေခဲ့တာပါ။ဒွန်နမင်းကသူ့ကိုယ်သူအလွတ်တန်းချန်ပီယံဖြစ်အမြဲတမ်းပြောလို့ရှိတယ်။ဒွေးဒေဝင်လိုက်နဲ့ဒွန်နမင်းရင်ဆိုင်ခဲ့တဲ့ဘွဲတွေဟာတိကျရှင်းလင်းတဲ့အပြေတစ်ခုထုံမပေးနိုင်ခဲ့ဘူး။လက်ရှိချိန်မှာရာမန်ကဒွန်နမင်းနဲ့ရင်ဆိုင်နေပါလိမ့်။ဒါမဲ့ထိုးကြီးကိစ္စတောင်ဖြစ်မလာသေးဘူး။ ဒါမှမဟုတ်ထွန်းနှမင်းကယုံလေးနာစည်းချင်အောင်စောင်းနေတာများလား BKFC နဲ့ထွန်းနှမင်းကြားဆက်နွယ်မှုကလည်းထဲစင်းစားမယ်အချက်ပါထွန်းနှမင်းကပါနေတဲ့ဖိုင်တာဖြစ်ပြီးတော့သူအကျိုးမြတ်ပူရှိမဲ့အရာကိုပဲလုပ်မှာပါရာမန်နဲ့ထိုးပြီးတော့ရလက်မကောင်းရင်တိတ်ခါကြနိုင်လို့ထွန်းနှမင်းစွန်စားမယ်တော့မထင်ပါဘူးရာမန်ဘက်ကကြည့်ရင်တော့ဒါကနစ်နာပါလိသူကအောင်ခိုင်ကိုအစည်းထိုးပြထားလို့ထွန်းနှမင်းနဲ့ထပ်ပြီးတော့ရင်ဆိုင်ခြင်းနေလိမ့်မယ်ရာမန်ကမြန်မာပြည်လိုတန်းချန်ပီယံဂုံပုတ်ကိုတတ်မှတ်နေပါလိမ့်မယ် အဲ့ဒီစိတ်ကြောင့်ပဲရာမန်ကတွန်းနိုမင်းနဲ့ပွဲဖြစ်ချင်နေတာပါမြမယူကလက်ဝိတ်အတိုင်းဝိုင်းကအလွတ်တန်းချန်ပီယံပွဲနဲ့ပတ်သက်ပြီးကိုထင်အားကိုတတ်မှတ်ပြောဆိုနေတာမဖြစ်သင့်ပါဘူးတွန်းနိုမင်းကနိုင်ယူမဲ့ချိန်နီးကပ်လာပြီဖြစ်လို့သိခါရှိရှိနိုင်ယူစေချင်တယ်အလွတ်တန်းချန်ပီယံဂုံပုံကြီးကိုနောက်ဆုံးချိန်ထိဖတ်တွင်မထားစေချင်ဘူးစိန်ခေါ်ခွင့်မပေးဘဲနိုင်ယူတဲ့ချိန်ထိအလွတ်တန်းချန်ပီယံဖြစ်ခဲ့တယ်ဆိုပြီးတွန်းနိုမင်းဂုံမစားနေသင့်ပါဘူးတွန်းနိုမင်းကလက်တော်မှာဒဏ်ရာရှိနေပေမဲ့လေးချင်းမှုတွေတော့လုံနေပါလိမ့်သူကယာနှုံးပြေးကြံ့ခိုင်မှုရှိတာကလွဲရင် ဖိုင်တာကောင်းဖြစ်တဲ့တီရှိနေသေးပါရာမန်နဲ့ထိုးပြပြီးတော့သူ့ရဲ့ဂန်တွင်ဆံမှုကိုဒွန်းနမင်းပြတာမှာဖြစ်ပါလိမ့်ရာမန်တို့လည်းဒွန်းနမင်းကိုနိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေသူ့ဆန္ဒပြည့်ဝသွားရင်စိတ်ကျေနပ်ရမှာပါမြန်မာပြည်လူတန်းချန်ပီယံစုအတွက်ပြပြသားသားဖြစ်အောင်ဒွန်းနမင်းနဲ့ရာမန်ပွဲတရမှာဖြစ်ပါလိမ့်ရာမန်ကလူတန်းချန်ပီယံပွဲအတွက်ဒွန်းနမင်းနဲ့ထိုးဖို့အစီအစဉ်ဖြစ်နေပါပြီအဲ့ဒီပွဲကိုစီစဉ်ခြင်းသူတွေရှိနေပေမဲ့ဒွန်းနမင်းဘက်ကလက်မခံသေးပါဘူးဒီလိုနဲ့ပဲရာမန်ကပထမတန်းလက်ဝဲကျော်ဖြစ်တာ ဇက်သိမ်းသွားမယ်အချိန်တွေတော့မပြည့်စေချင်ဘူးအလွတ်တန်းချန်ပီယံဘွဲကိုမျောလင်းခွင့်ရစေချင်ပါတယ်ဒေါ်နမင်းလည်းအားကစားစိတ်ဓာတ်နဲ့အလွတ်တန်းချန်ပီယံဘွဲကိုလက်ဝက်ကြီးအုံမထားသင့်ပါဘူးတမိုင်းအသေးတစ်ခုကိုဖန်ဆင်းခြင်းစေချင်ပါတယ်မြန်မာပြည်လွတ်တန်းချန်ပီယံဘွဲတမိုင်းကပြောင်းသင့်နေတာကြားပါပြီ။